ဒီကျွန်တော်မိတ်ဆွေများရဲ့တလိတာမှာကံကြိုးပေးရကောင်းတဲ့လုပ်ငန်းတွေအလုပ်တွေကိစ္စတွေကံကောင်းလက်ရွှေစေဖို့အာပြုဝိစဉ်သုံးဆွဲသေးတဲ့အကြောင်းလေးတွေကံကောင်းလက်ရွှေစေတဲ့ကဏ္ဍတွေနံပါတ်တွေကံထောက်ပံ့ကံပံ့ဖို့ရစေဖို့ပြုလုပ်သေးတဲ့ရည်ရွယ်လေးတွေ ရောင်းကုန်ပစ္စည်းလေးရောင်းအောင်တက်စေဖို့ပြုလုပ်ရမယ့်ရေရရာစသည်ဖြင့်နေ့စဉ်ကျွန်တော်စူးစမ်းတင်ဆက်ပေးနေပါလေဗျကျွန်တော်မိတ်ဆွေခုနှစ်သားမိပေါင်းတိုးတက်ကြီးပွားအောင်မြင်ပြည့်စုံနိုင်ကြပါစေမိတ်ဆွေခုနှစ်သားမိပေါင်းမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခမညာ ဒီနေ့2025ခုစတင်ပါလ28ရက်စနေနေ့တနေ့သာအတွက်တနေ့သာဟောစဲလေးဖြစ်ပါလေဗျာဒီနေ့ဟာခုနှစ်သောင်းမိမိတ်ဆွေများအနေနဲ့ဆွေရတနာပစ္စည်းရေထွက်ကုန်အယောင်ွယ်ဖောက်ကားခြင်းလုပ်ငန်းတွေတင်းနှင်းတင်းကြားခြင်းတင်းယူခြင်းဆိုင်ရာအလုပ်တွေ အသာသမီးကိစ္စလက်အောင်ငယ်သားကိစ္စဝန်ထမ်းကိစ္စတွေပြုလုပ်ဆောင်ရွက်တင်တော်နေ ဖြစ်ပါတယ်ဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ရစေဖို့ဆိုရင်အပြာရောင်အစိမ်းရောင်များများပါတဲ့ဝိစာသုံးဆောင်တွေကိုအားပြုဝိစဉ်သုံးဆွဲပါဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှိသေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ၄ကဏ္ဍလို့ ဖြစ်ကြပါတယ်အဒီနေ့မမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုတည်တည်လေးတစ်လုံးနဲ့ဘာတည်တည်ဖြစ်ဖြစ်ဗျာအစဉ်ပြေရာတည်တည်လေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဇူတော်ပါဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်ရက်စွာဖျားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ် ရှောင်းတိတော့တည့်ရည်တန်တရားရည်အတမျိုးမျိုးလူတဲ့ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းမှချမ်းသာစွာဖြစ်လေလူရစန္ဒမှန်သမျှပြေဝတော်မူနိုင်ကြပါစေခမညာ